ဆရာနာသိမ်းပြီးရဲ့နောက်ပိုင်းအခြေခံလူဒန်းစားတွေရဲ့ဝင်ငွေနဲ့ထွက်ငွေမမျှတာတဲ့အထိအခြေခံကုန်စည်နှုန်းတွေဟာတရရိပ်မြင့်တက်လာနေပါတယ်။တစ်ဖက်မှာလည်းအခြေခံလောကလာစာတွေတိုးတောင်းနေပေမဲ့အခြေခံကုန်စည်နှုန်းတွေတက်လာမှာကိုလည်းစိုးရိမ်နေကြပါတယ်။ဝေဝေသတင်းပေးပို့ထားပါတယ်ရှင်။ဆရာနာသိမ်းပြီးနောက်ပိုင်းကလေးကစီးပွားရေးကြဆင်မှုတွေနဲ့အတူမြန်မာနိုင်ငံမှာအဆမတန်မြင့်တက်နေတဲ့အခြေခံကုန်စည်နှုန်းတွေကြောင့် အခြေခံလူရန်းစားတွေရဲ့ဝင်ငွေထွက်ငွေများများတောင်းမှုတွေကြုံနေရပါတယ်။အခြေခံလူလက်တန်းစားတယောက်ရဲ့တရက်ဝင်ငွေကကျပ်ငွေတထောင်မပြည့်ပေမဲ့မိသားစုတစုအတွက်တရက်ကုန်ကြစရိတ်ကတော့အနည်းဆုံးတထောင်နဲ့အထက်မှာရှိနေတာဖြစ်ပါတယ်။တရက်ဝင်ငွေတထောင်ပြည့်ဖို့စ조사ရှောက်ဖွေနေရတဲ့ရင်မောင်းတယောက်ရဲ့အိမ်လုံးရှင်မကတော့ဝင်ငွေထွက်ငွေများများတားတဲ့အကြောင်းကိုပြောပြပါတယ်။မရှိကုန်စည်နှုန်းနဲ့ဝင်ငွေနဲ့ဆိုလို့ရှိရင်တော့ဘလို့မှတော့မမျှတာအမှန်ပဲ ။ဒီနေ့မှဟိုတထောင်ဝင်ဖို့ဆိုတော့ဖြစ်ဖြစ်နေအောင်မင်းရှာနေကြရတာလေ။အောက်ခြေလူတန်းသားတွေကဒီနေ့မှတထောင်ကျော်လောက်မှမရှင်းမိသားစုတစုကစားလို့မရအောင်တထောင်ဆိုတာကမိသားစု၃ယောက်လောက်ရှိတဲ့အိမ်ဆိုရင်တော့မှတထောင်ကမလောက်ဘူးစားဖို့။စီဗီချက်အစေသားတော့မှ2000ဖြစ်နေရလေ။အစေသားဝင်9000ဆန်စီစားငွေကျက်တော့ချဘာမှမပါသေးဘူး။အိမ်တင်ရဲ့တထောင်ဆိုတာဘလို့နည်းနဲ့မှမလောက်နိုင်အနည်းလေးပေါ့နော်မိသားစု၃ရှိတယ်ပဲထောင်တလတလောက်ကို၅သိန်း၆သိန်းလောက်ကတော့ထွက်တာပဲ စားစားတော့စိတ်ပေါ့စားတော့စိတ်ကအနေဆုံးအဲ့လောက်ထွက်တယ်။အဲတခြားကျမ်းမာရေးလူမှုရေးမပါသေးဘူး။စစ်ကောင်စီကဇကွဲ25ရာခိုင်နှုန်းအရောပါတဲ့စံချန်းတအိတ်ကကျက်6000ခွဲသတ်မှတ်ထားပေမယ့်ပြင်ပဈေးကွက်ထဲမှာတော့ဇကွဲရောပါတဲ့စံချန်းတပြီ9000ကျပ်တအိတ်ကို9000ကျော်ရှိနေပါတယ်။ပေါ်ဆန်းအကောင်းစားတပြီက8000ကျပ်ဖြစ်ပြီး အလက်စားပေါ်ဆန်းတပြီက9000ကျပ်ရှိနေပါတယ်။စကောင်စီရဲ့စောင်းစီရင်ညွတ်လက်ကားစီမှာတော့ တပိတ်သားကို6000ကျော်သာရှိပေမယ့်ပြင်ပမှာတော့တပိတ်သား9600ကျော်ရှိနေပါတယ်။ပဲစီတပိတ်သားကတော့2000ကျော်ရှိနေတာလည်းဖြစ်ပါတယ်။တလဝင်ငွေ6သိန်းရှိတဲ့ပုဂ္ဂလိကဝန်ထမ်းတစ်ယောက်ကလည်းဝင်ငွေနဲ့ထွက်ငွေမမျှတမှုတွေကြောင့်စိတ်သက်သာနေရကြောင်းဆိုပါတယ်။အရင်တော့ဆိုရင်တော့ပေါ်ဆန်ပေါ်ဆန်စားရပေါ့နော်။အခုဆိုပေါ်ဆန်တော့မစားနိုင်တော့ဘူး။ဟုတ်အရင်တော့ဆိုရင်ပေါ့နော်ဒီရရလာတာနဲ့ ဒီ၃ရက်၃စီနေကမျှတာရယ်ပေါ့နော်အခုဆိုကုန်စင်းတို့နေကတလားတလားအပြင်ကိုမတူတော့ဘူးအဲဒီနေ့နဲ့မနက်ဖြန်နဲ့ဈေးအောင်မတူတော့တဲ့အတွက်ပေါ့နော်တော်တော်ကြီးကိုဆူဆူဝါးဝါးထိခိုက်ရတယ်ဒါဒီအိမ်အောင်တစ်ခုမှပေါ့နော်ဒါနေ့စလုံးဒါလင်းမြန်းနေကတော့စီးပွားရေးလုပ်နေရတယ်ဆိုတာတောင်မှပဲဒါဒီမလောက်ငားတဲ့အနေအထားတွေမှာရှိရယ်တော်တော်လေးလေးစိတ်တကြပါတယ်အခက်ခဲကြီးလည်းဖြစ်တယ်ပေါ့နော်အဓိကကလေးရှိနေတဲ့အခါကျတော့ကိုဆိုးတာပေါ့လေကိုရရလာတာနဲ့မလောင်းငားနေတဲ့ပုံမှာတော်တော်စိတ်တကြမိတယ်ပေါ့နော် က်ရုံအလုံးယုံတွေမှာတော့တရက်အနည်းဆုံး DJ က6800ကျပ်သားရရှိနေတာဖြစ်လို့လက်ရှိကုန်စည်လုံးတွေနဲ့ကိုက်ညီအောင်အခြေခံလောက်ခ DJ ကိုတရက်12000နဲ့အထက်ရရှိဖို့ကိုစက်ရုံလုံးသမားတွေက တောင်းဆိုမှုတွေပြုလုပ်နေကြပါတယ်။အခြေခံလောက်ခလာစာတွေတိုးဖို့မျှော်လင့်နေကြပေမယ့်ကုန်စည်လုံးတွေလည်းလိုက်တက်လာမှာကိုစိုးရိမ်နေကြပါတယ်။ဒီတော့ဒီမှာတို့ကကျွန်တော်တို့အလုပ်သမားတွေအတွက်ကတော့လုံးဝအဆင်မပြေဘူးပေါ့လေအခုလိုမျိုးလဲလာလာရေးတိုးတောင်းနေတဲ့ပုံမှာလဲ အာဒီအနောက်တစ်ခုရသွားပြီဆိုရင်တော့မကွန်လင်းကအအခုလက်ရှိသေးတဲ့ပို့ချလာဖို့ပဲရှိတာပေါ့။ကျောင်းနဲ့ကျောင်းနဲ့မှဒီလိုတိုးတောင်းနေဆိုတဲ့တရင်ကကျန်းလန့်လာနေမှာကွန်လင်းကလည်းကွန်လင်းကလည်းဖြတ်ပြီးချက်လာဖို့ပဲရှိတယ်။အဲအဲ့တော့ကျွန်တော်တို့အနေနဲ့ကဘလောက်ပဲလာကြရဒီလိုပဲတိုးတောင်းလာပြီဝန်ထမ်းတွေလာတာတိုးလာပြီကွန်လင်းတော့မငြိမ်သေးအဲလာလာနဲ့လာလာတဲ့တန်းပို့ပြီးတော့တက်နေတယ်ဟောဝန်ထမ်းတွေကတော့၃ရက်၃ရက်လောက်ရှင်းနေဦးမှာပဲ။ မေလနောက်ဆုံးပတ်ထဲမှာတော့အခြေခံစားကုန်တွေရဲ့ဈေးနှုန်းကကျောက်ဥတလုံးကို950ကျပ်ကစွန်ရွက်ရိုးရိုးတစ်စီးက900နဲ့တရုတ်ကစွန်ကြီးတစ်စီးကို1000တိပေးဝယ်နေကြရပါတယ်။ကျွတ်ဖြူတပိဒါက2000ဝန်းကျင်ကျွတ်နီအကြီးတပိဒါ2800ဝန်းကျင်နဲ့မြမကျက်တပိဒါ3000ခွဲကျော် CP ကျက်တပိဒါ2000ခွဲကျက်နဲ့ဝတ်တာတပိဒါ3000ခွဲအထိကုန်ကျနေရတာလည်းဖြစ်ပါတယ်။ကျမဝေပါ့။